ဘသူကြောင့်ငါစိတ်တွေပူရတာဘသူကြောင့်ငါစိတ်တွေညစ်ရတယ်ဆိုတာကထိုက်တဲ့လောက်တော့လည်းပဲအကြောင်းတရားတစ်ခုအနေနဲ့ပြောလို့တော့ရပါတယ်မကောင်းတဲ့လူတွေနဲ့တွေ့ရတယ်တဘာဝမကြတဲ့လူတွေနဲ့မပြောရဆိုးရတယ်ဆိုရင်ကိုယ်စိတ်တွေပူလာတယ်အဲ့ဒီလိုလူတွေနဲ့မတွေ့ဘူးအဲ့ဒီလိုလူတွေရဲ့စကားကိုမကြဖို့အတွက်ဖုံဖုံတို့မှာရွေးချယ်권မရှိဘူးတွေ့ရင်တွေ့ရမှာပဲကြားရင်ကြားရမှာပဲသူတို့ကိုဖုံဖုံတို့ဖယ်ရှားလို့မရဘူးအဲ့တော့တကယ်တမ်းကစိတ်ပူနေတာစိတ်ညစ်နေတာကအဲ့ဒီပြင်ဘက်ကအကြောင်းတစ်ခုတည်းကြောင့်ပူနေတာညစ်နေတာ မဟုတ်ဘူးဆိုတဲ့အဓိကတော့ချက်ကိုဘုန်းဘုန်းတို့မြင်အောင်ကြည့်ရမယ်။ဘာကြောင့်စိတ်ကပူနေတာလဲဆိုတော့အဲ့ဒီပြင်ဘက်ကအကြောင်းတရားတွေအာယုန်နေနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ထဲကအာယုန်နေတော့မနဲ့တိကားတာနှလုံးသွင်းမှားယွင်းမှုဖြစ်လိုက်လို့စိတ်ကပူသွားတာလောင်သွားတာကိုယ့်ရဲ့စိတ်ကိုကိလေသာမီလောင်နေဆိုတဲ့နေရာမှာမိမိရဲ့ပါဝင်ပတ်သက်မှုကအဓိကအကြောင်းတရားပဲ။ ဟာသူတို့ပူလို့ကူပူရတာပါဆိုရင်ဘယ်တော့မှငြင်းရည်ရာကြောင်းမရှိဘူးတွတ်သူပူပူမပူပူငါငါငြင်းအောင်နေလို့ရတယ်ဆိုတာကိုပိုင်ပိုင်နဲ့နဲ့တိပြီးတော့ကြိုးစားဖို့ပဲလိုတယ်ဘုရားတရားအာယုံလေးနဲ့ကောင်းကောင်းမွန်မွန်နေနေတဲ့ဆိုရင်ဒါပူနေတဲ့လူတွေထဲမှာငြင်းအောင်နေတာပဲ